အားလုံးပဲမင်္ဂလာပါဒီကပပြချင်တဲ့စာအုပ်လေးရဲ့နာမည်လေးကတော့တောင်ပေါ်မှာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စာသားဂျိုပါလာမွန်ရုပ်ပြမာရီယာရီအက်ဒီပပလက်ကလုံးကတောင်နေပါလားတောင်တလုံးအကျော်မှာနောက်ထပ်တောင်တလုံးရှိနေပါတယ်တောင်ထိပ်မှာနင်းတွေခုတစ်အရင်မပြောသေးဘူးချင်တယ်တောင်တွေဟာဘယ်အချိန်ပဲဖြစ်ဖြစ်သိစိတ်ငင်တဲ့အေးချမ်းမှုထဲမှာအိမ်မောကြနေပါတယ်ကြားနေရတာကတော့ ကျင်လင်တဲ့ညက်တန်တွေကြီးပါပဲ။တောင်ပေါ်မှာပန်းလလလေးတွေပွင့်ပြီဆိုရင်ငွေဦးရောက်နေပြီပေါ့။တောင်တွေကြားထဲကသိစိတ်ငင်တက်တဲ့အီချမ်းမှု။တောင်ဆိုတာတက်သွားလေးလေးပိုပြီးများပြားတဲ့အရာတွေကိုပြပေးလေးလေးပါပဲ။ကြည့်လိုက်ပါအောင်။တိမ်တွေလည်းကျွန်တော်တို့ခြေတော်အောက်မှာရှိနေပါလေ။ကျေပြောလာတဲ့လောကကြီးကိုမျက်လုံးအောက်မှာအကုန်မြင်နေရပါလေ။ကျွန်တော်တို့အပေါ်ကိုတက်သွားသလား။ကောင်းကင်နဲ့နီလာပြီမလား။ ကိုကတောင်ပေါ်ပန်းဖြေအိမ်ကိုမြင်နေရတာပဲဖြူကျွန်တော်တို့ဘလောက်ပါတက်လာခဲ့တာပါလဲရေတကုန်ပဲဟောအဖြူရောင်ရေပူပေါင်းလေးတွေဖန်တီးပြီးရေတွေအောက်ပေါ်ကျဆင်းနေပါလေဒီရေတွေက အောက်ဖက်ကိုစီးဆင်းသွားပြီးမြစ်ထဲရောက်သွားပါမယ်ဒါကြောင့်ဒီနေရာဟာမြစ်ရဲ့အစဖြစ်ပါလေဒီတစ်ခါမှာတော့လပ်ပတဲ့မြက်ခင်းပြင်ထွက်ပေါ်လာခဲ့ပါတယ်။တမင်လေးတွေပြေးလာဆော့ကစားနေကြပါတယ်။ ตายาอีชินเนี่ยนินกวินเลยပါပဲဒါနဲ့လင်းရုံတွေဘာကို အမဲလိုက်နေပါလဲအခုအစာရှာတွေ့သွားပြီနဲ့တူပါတယ်အခုကနေစပြီးတော့ဥပါလာတော်ထဲမှာဘာတွေရှိမလဲတနေနေရာကနေညက်တန်လေးတွေကြားနေရပါတယ်ညက်လေးတွေပုံးပြီးပြီးတော့ကျွန်တော်တို့ကိုခူးကြည့်နေပါလိမ့်မယ်ဒီလန်းချင်းလေးကတော့တော်ထဲမှာနေတဲ့တရိတ်ဆန်လေးတွေလှုပ်ထားတာဖြစ်ပါလိမ့်မယ်ဟုတ်ဖက်မှာကယုံလေး ဒီဖက်မှာကလိပ်ပြလေခိုးသေးရအောင်မပုံးနေတာဗာလေးပါလေအာအဲ့ဒါဖြူကောင်ဒီကိုလုံးကိုအပ်တွေနဲ့ဖုံးထားတဲ့ဖြူကောင်တော်ထဲမှာတရိတ်ဆန်တွေအတော်များများနေထိုင်နေကြပါလေတော်ထဲကနေထွက်လာတော့ရေကန်ရှိပါလေကျွန်တော်တို့ကန်ဆက်လေးမှာခဏနားခဲ့ကြပါလေတော်ထဲကရေကန်ရဲ့ရေလေးဟာကြည်လင်ပြီးတန့်ရှင်းနေပါလေငါတက်တက်လေးကူးခတ်နေတာကိုတော့အကုန်တွေ့ခဲ့ပါလေ တောက်ထိတ်ကိုဥတီပြီးနောက်တစ်ခါစားထွက်ကြစို့ဟိုးအောက်ကရွာလေးကိုမြင်ရပါတယ်မြက်တွေစားနေတဲ့တိုးလေးတွေကိုလည်းမြင်ရပါတယ်အရန်ကိုตาရအီချန်နယ်မြင်တွေ့လေးပါပဲကျွန်တော်ကမြင်ပုံကိုဖြန့်ကြည့်ပြီးကျွန်တော်တို့ဘယ်နေရာလောက်ရောက်နေပြီလဲဆိုတာကို ကြည့်ပါတယ်တောက်ထိတ်အထိဆိုရင်ထပ်ပြီးအပေါ်တက်သွားရအောင်မယ်ဒါပေမဲ့အပေါ်ကိုတက်သွားလေလေအဖြည့်ဖြည့်အေးလာပါလားတောက်ထိတ်မှာတော့အခုထိဆောက်ရတည်ဖြစ်နေတော့မှာပဲ တောင်ပေါ်မှာဆိုဆောင်းတွင်းမြင့်မြန်ဝင်ပြီးဆောင်းကုန်တာနောက်ကျပါလေ။ဒါကြောင့်မို့ဆောင်းတွင်းကရှိတာပေါ့။တောင်ပေါ်မှာနင်းကြရင်လူတွေတောင်ပေါ်ကိုနင်းစီဖို့တက်လာကြပါလေ။အဖြူရောင်တောင်ကုန်းမှာနင်းချောစီးပြီးပြေးကြည့်လိုက်ပါ။နည်းနည်းလေးမှမအေးပါဘူး။တောင်တောင်အုပ်ဇိုင်ဝမ်းနဲ့ရေတကုန်းပြီးတော့မြက်ခင်းတွေရှိတဲ့နေရာအဲ့ဒီနေရာကတောင်ပဲဖြစ်ပါလေ။အဆုံးထိနားဆင်မဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။